အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့နိစ္စဒူဝပြဿနာများတွင်ဘုရားသခင်ဤဂျာဝင်မှုဆိုတဲ့အကြောင်းအရာကိုကြံ့ကြက်များဖြင့်လေ့လာကြရမှာဖြစ်ပါတယ်နိစ္စဒူဝပြဿနာများတွင်ဘုရားသခင်ဤဂျာဝင်မှုနဲ့ပတ်သက်ပြီးတော့မှဒီအကြောင်းအရာကိုရွေးချယ်ခြင်းဟာယုံကြည်သူများရဲ့စူတောင်းခြင်းနဲ့နေ့စဉ်ဘဝမျှော်လင့်ချက်အတွက်အလွန်ရေးပါတဲ့ကောင်းစဉ်တစ်ခုဖြစ်ပါတယ် ူများစုကဖျားသခင်ဟာဝေးလံနဲ့ကြီးမားတဲ့ကိစ္စတွေမှာသာပါဝင်ပြီးကျွန်တို့ရဲ့သေးငယ်တဲ့ပြဿနာတွေကိုဝီးမဆိုင်ဘူးလို့ထင်တတ်ကြပါတယ်ဖျားသခင်ဟာကျွန်တို့ရဲ့နေ့စဉ်ဘဝမှာဘယ်လိုတကယ်တမ်းကြားဝင်ပတ်သက်နေတယ်ဆိုတဲ့အစီအစဉ်ကိုဖော်ပြပေးမှာဖြစ်ပါတယ်ဒါကြောင့်နေ့စဒီဘဝပြဿနာများတွင်ဖျားသခင်ဤကြားဝင်မှုနဲ့ပတ်သက်ပြီးတော့မှဖျားသခင်ဟာစัจ java ကြီးကိုသာအုပ်ချုပ်နေတာလားအုပ်ချုပ်နေတာလား ကျွန်တို့ရဲ့အလုတ်အကင်စာမေးပွဲနေ့စဉ်စိတ်ပူပန်မှုတွေလို့တင်းငယ်တဲ့ပြဿနာတွေမှာလည်းကိုတော်တကယ်ဝင်ရောက်ဆွတ်ဖက်ပြပါသလားဆိုတဲ့အချက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်တဲ့မိကုံတစ်ခုနဲ့စမှာဖြစ်တယ်ကျွန်တော်တို့ဆူတောင်းတဲ့အခါဘုရားသခင်ရေကဘာကြီးကိုကဲပါစစ်ပွဲတွေကိုရက်ပေးပါလို့တောင်းတကြတယ်ဒါပေမဲ့ဘုရားသခင်ရေဒီနေ့အင်တာဗျူးအောင်ပါစေဒါမှမဟုတ်ကျွန်တော်ရဲ့ကလေးစာမေးပွဲအောင်ပါစေလို့ဆူတောင်းရဲပါသလား လူများစုကဘုရားတခင်ဟာဘယင်ကြီးလိုဝေးလံပြီးတော့ကျွန်တော်တို့ရဲ့သေးငယ်တဲ့ပြဿနာတွေမှာဝင်မစွတ်ဖက်ဘူးလို့ထင်တတ်ကြတယ်။ဘုရားတခင်ဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအထဲမှာတကယ်တမ်းစိတ်ဝင်စားပြီးဈာဝင်ပတ်သက်နေပါသလား။ဒီဖြေဟာကျွန်တော်တို့ရဲ့စွတ်တောင်းခြင်းအတ္တတော်ကိုပြောင်းလဲပေးပါလိမ့်မယ်။ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုမှာဖြစ်ပါတယ်။ဘုရားတခင်နေ့စဉ်ပံ့ပိုးမှုသုံးခုဖြင့်ရှင်းလင်းစွာပြောပြပေးမှာဖြစ်ပါတယ်။ အစစ်တည်းနဲ့ဖျားသခင်ဤအသေးစိတ်ကြီးဆိုင်မှုအစစ်နဲ့နေနဲ့ဆူတောင်းခြင်းမှတဆင့်ရားဝင်မှုစင်သုံးနေနဲ့စီမံခန့်ခွဲမှုနဲ့ကြီးကြပ်ခြင်းဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒါကြောင့်အစစ်တည်းဖျားသခင်ဤအသေးစိတ်ကြီးဆိုင်မှုများကိုနားလည်နိုင်ဖို့မသက်626မှာငှက်များနဲ့ပန်းများအကြောင်းကိုဖော်ပြထားတယ်။မိုးကောင်းကင်၌ကျင်လည်သောငှက်များကိုကြီးစုစင်ကြလော။ ထုံငတ်တို့သည်မျိုးစေ့ကိုမဆိုင်စဘာကိုမရိပ်ကြည်နိုင်မဆုမတွင်းကြတိုးတော်လေတင်တို့ဖသည် ကျွေးမွေးတော်မူ၏တင်တို့သည်ထုံငတ်တို့ထက်အလွန်မြတ်သည်မဟုတ်လောလို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်ဆိုလိုတဲ့အိဗေကယေရှုခရစ်တော်ကဖျားသခင်ဟာဆက်ကြဝရာကိုဖန်ဆင်းယုံတာမက ကောင်းကင်မှာပြန်တန်းနေတဲ့ငှက်ငယ်လေးတစ်ကောင်ကိုတော့ပြုဆိုင်ပြီးတော့ကျွေးမွေးနေတယ်လို့သင်ပေးခဲ့တယ်ဘုရားသခင်ဟာဘယင်သာမက ဖခင်လည်းဖြစ်တယ်ဆိုဖြစ်ပါတယ် ျွန်တော်တို့ဟာငှက်တွေထက်ပိုပြီးတော့မြတ်ပါတယ်ဒါကြောင့်ကိုတော်ဟာကျွန်တော်တို့ရဲ့အသေးငယ်ဆုံးလိုအပ်ချက်များအသေးဆုံးစိတ်ပူပန်မြမှုများကိုပင်ယူမဆိုင်ပဲမနေဘူးဆိုတာကိုနားလည်ရပါတယ်ဒါကြောင့်အစင်းနေနေနဲ့ဆူတောင်းခြင်းမှတဆင့်ဂျောင်းဝင်မှုဆိုတဲ့အကြောင်းကိုနားလည်နိုင်ဖို့စာလံ39လေးမှာသာရဖျား၌မှု့လျော်လုံးတော့ပြုလင်တဲ့စိတ်နှလုံးအလိုရှိသည့်များကိုပေးတော်မူလိမ့်မည်လို့ဖော်ပြချက်ကိုတွေ့ရတယ်ဆလိုတဲ့အိဗေကဘုရားသခင်ဟာဂျာဝဲပတ်သက်ဖို့အတွက် ကျွန်တော်တို့ရဲ့စုတောင်းခြင်းကိုဆောင်ဆိုင်နေတာဖြစ်ပါတယ်။စုတောင်းခြင်းဟာကိုတော်ရဲ့အစီအစဉ်ကိုပြောင်းလဲတာမဟုတ်ဘဲနဲ့ကိုတော်ရဲ့ကြားဝတ်မှုကိုကျွန်တော်တို့ရဲ့အတ္တဓာတ်ရဲ့ဖိတ်ခေါ်ခြင်းဖြစ်တယ်လို့နားလည်ရမှာဖြစ်တယ်။ကျွန်တော်တို့ရဲ့နေ့စဉ်စိတ်ပူပန်မှုတွေအလုပ်ပြဿနာတွေကျမ်းမာရေးတွေအားလုံးကိုကိုတော်ထံတင်ပြတဲ့အခါမှာကိုတော်ကတကယ်တမ်းနားထောင်ပြီးတော့လှုပ်ဆောင်ပေးတယ်လို့တွေ့ရတယ်။ကျွန်တော်တို့စုတောင်းတာဟာကိုတော်ကိုအတောက်ရှက်ပေးတာမဟုတ်ဘူးဆိုတာလည်းနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့် အဆင့်သုံးနေတဲ့စီမံခန့်ခွဲမှုဖြစ်ကြီးကျက်ခြင်းအကြောင်းကိုနားလည်နိုင်မှုကော်လတဲတစ်ဆက်ခွန်ပါခတ်သိန်းသောယာတို့သည်ထိုသခင်အဖြစ်တည်ကြ၏လို့ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရတယ်ဒီဖော်ပြချက်ကဖျားသခင်ဟာကဘာကြီးကိုဖန်ဆင်းပြီးတော့မှလက်လွတ်ထားတာမဟုတ်ပါဘူးကိုတော်ဟာယေရှုခရစ်အဖြစ်စကြဝဠာကြီးကို နေ့စဉ်စီမံခန့်ခွဲပြီးတော့ထိန်းသိမ်းထားတာတွေ့ရတယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာစကြဝဠာကိုလက်ပတ်စေတဲ့တိပ္ပံနိယမအားလုံးဟာ ကိုတော်ရဲ့စင်ဆက်မပြတ်ဂျားဝင်မှုကြောင့်တည်ရှိနေခြင်းဖြစ်တယ်လို့နားလည်ရပါတယ်။ဒါကြောင့်ကိုတော်ဟာကဘာကြီးကိုလက်ပတ်စီုံသမကကျွန်တော်တို့ရဲ့နှလုံးသားကိုလည်းနှစ်စဉ်ထိမ့်သိမ်းဆောက်ရှောက်ပေးနေတယ်လို့ယုံကြည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အေဝင်ဂလီအားဖြင့်ဤကုန်းချုပ်ခြင်းကိုနားလည်နိုင်ဖို့မိတ်ဆွေတို့ဘုရားတခင်ဟာဝေးလံပြီးခက်လန်းလန်းကကြည်နေတဲ့ဘုရားမဟုတ်ပါဘူး။ကိုတော်ဟာဤကပ်ပြီးတော့ပုပ်ကူရေးရပတ်သက်လို့တဲ့ဖခင်လည်းဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကြီးမားတဲ့ပြဿနာ အပြစ်အတွက်ကိုတော်ဒီသားတော်ကိုပေးခြင်းဖြင့်ရားဝင်ပတ်သက်ခဲ့တယ်။ကျွန်တို့ရဲ့သေးငယ်တဲ့ပြဿနာနေ့စဉ်စိတ်ပူပန်မှုတွေများအတွက်လည်းကိုတော်ဟာဆူတောင်းခြင်းမှတဆင့်ရားဝင်ပတ်သက်ခွင့်ပေးခဲ့တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တို့အနေနဲ့အဲ့ကိုဖိတ်ခေါ်လိုပါတယ်။သင်ရဲ့စိတ်ပူပန်မှုစိတ်ဖိစီးမှုဒါမှမဟုတ်နေ့စဉ်စူးစမ်းရုန်းကန်နေရတဲ့အလောက်ကန်ကိစ္စတွေအားလုံးကိုယေရှုခရစ်တော်တန်စိတ်ချလက်ချပေးအပ်လိုက်ပါကိုရောဟာအသင်ကိုကယ်တင်ဖို့တာမှာက တဲ့ရဲ့နေ့စဉ်ဘဝမှာလည်းစိတ်ဝင်စားဂယူဆိုင်ပေးနေတဲ့ဘုရားသခင် ဖြစ်တယ်ဆိုတာကိုတိုက်တွန်းခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာအိဇဒူဝပြဿနာများတွင်ဘုရားသခင်၏ဂျာဝန်မှုဆိုတဲ့အကြောင်းကိုနားလည်ပြီးယေရှုတော်ကိုရွေးချယ်တက်စေဖို့ရန်ကြမ်းကြက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နောက်တော်သူ အားလုံးပေါ်ဘုရားသခင်၏ဂျေဇူတော်တက်ရောက်ပါစေ။အာမင်။